မင်္ဂလာပါဒီနေ့လာပြီးတော့မျှဝေပေးခြင်းတဲ့ဗီဒီယိုလေးကြတော့မြန်မာပြည်ပအချမ်းကပေါ့နော်ဒါမြန်မာပြည်ပအချမ်းကဖြစ်ပါတယ်အာမြန်မာပြည်ပအချမ်းမှာဘာဖြစ်တာလဲဆိုလို့ရှိရင်မွန်ပြည်နယ်ကြိုက်ထုံမြို့မှာ ဖွင့်လှစ်ထားတဲ့ရွှေဆိုင်မှာပေါ့နော် ရွှေဆိုင်မှာအာရွှေဆိုင်မှာပေါ့နော်ဒီရမ်းတော့တယ်ပေါ့နော်ရွှေဆိုင်မှာသူကဘယ်လိုလုပ်တာလဲဆက်တဲ့ခါကြတော့ ရွှေအတုနဲ့အစစ်နဲ့ကိုလဲတာပေါ့နော်လဲတာသူကအမျိုးမျိုးဟိုလိုလှဲ့ပြောဒီလိုလှဲ့ပြောပြီးရဲ့မိနဲ့ပိုင်းလေးအတွဲမှာတော့မှရွှေတကြသားကိုရွှေအတုနဲ့အစစ်နဲ့ကိုလဲယူသွားတာပေါ့နော် အာသူတို့ကတော့ CCTV နဲ့ဖန်ထားတာဆိုတော့ဟိုတွေ့ရတာပေါ့နော် CCTV နဲ့ဖန်ထားဆိုအကုန်လုံးမြင်နေရတာပေါ့နော်အဲဒါဆိုတော့လဲသွားတဲ့ခါမှာဆိုတော့ ဟာ CCTV နဲ့ဖမ်းတာဆိုတော့အကုန်လုံးမြင်ရတယ်ဘသူပေါ်ပါဆိုတော့သိရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခုတလော line ပေါ် line ပေါ်မှာအရန်ကောမှာ hop ဖြစ်နေတယ်ပေါ့နော်အဲ့ဒီ video file လေးကြတော့ဒီ file လေးပဲဖြစ်တယ်ပေါ့နော်ကျွန်တော်လည်းအတူတူကြည့်ကြည့်အောင်ဒီမှာ video file လေးကိုအတူတူကြည့်လိုက်မယ်နော်ပါလေတူတယ်ဟုတ်ကဲ့ပါပြီးပြီပါ

ဒါကြောင့်မို့လို့အာအခုခေတ်ကြီးဟာအလိန်အညာတွေကလည်းပေါ်တယ်လို့မျိုးနောက်တစ်ခုကအလိန်အညာတွေလည်းပေါ်တယ်ပြီးရင်အတူအယောင်တွေကလည်းအရန်ကမှပေါ်လာတယ်ပေါ့နော်ရွှေဆိုလို့ရှိရင်အခုဆိုရင်ပိုဆိုးတာကမြန်မာပြည်မှာကရွှေဆိုင်တွေက တော်လေးကိုများလာပြီစိမ့်ဆိုင်နေရွှေဆိုင်နေကတော်တော်လေးကိုများလာပြီပေါ့နော်ဘယ်ဘသူ့ကိုပဲဆိုင်ဝဲလို့ပြောတာမဟုတ်ဘူးနော်တိတ်ပြီးမယုံရဲမယုံရဲလောက်အောင်ကိုဖြစ်နေတယ်ပေါ့နော်အတုတွေကလည်းအရန်ထွက်နေတယ်ဆိုတော့တချို့ရွှေဆိုရင်အတုနဲ့အစင်နဲ့ခွဲခြားလို့လုံးဝကိုမရဘူးပေါ့နော်မီးဘလောက်ပဲရှို့ရှို့မီးရှို့လေးလေးကြက်ကြက်ငဒီငဲမီးတွေပိုင်းနဲ့တို့လေးမီးရှို့လေးလေး ရွှေရောင်ပို့ပြီးတောက်လေလေပဲပေါ့နော်အဲ့လောက်ထိတောင်ဖြစ်တာပေါ့နော်အဲ့ဒီမှာမှတချို့ဆိုရင်မီးရှို့ပြီးရေလောင်းကြည့်တယ်ပေါ့နော် မီးရှို့ပြီးရေလောင်းလေလေရွှေအရောင်ကပို့ပြီးတောက်လေလေပေါ့နော်အဲ့လိုမျိုးတောင်မှဖြစ်တယ်ပေါ့နော်အဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တင်ပေးမယ်ပေါ့နော်မအားလေးလို့ပေါ့နော်ရွှေအတုကိုဘလောက်ထိအသေးစိတ်သူတို့တွေလောက်တယ်လဲဆိုတာကိုကျွန်တော်ဗီဒီယိုဖိုင်လေးတင်ပေးမယ်ပေါ့နော်အခုကြတော့အခုလိုမျိုးရွှေဝယ်လာတယ်ဆိုလို့ရှိရင် အာဘယ်လိုပြောရမလဲရွှေဝဲလာတယ်ဆိုလို့ရှိရဲအဲ့ဒီလာတဲ့ဒီရွှေဝဲလာတဲ့သူကိုလည်းကိုကတည်တည်ချာချာကြည့်ရမယ်နောက်ဆုံးရဥပမာကိုကဂျားထဲမှာကာထားတယ်ဆိုရင်တော့မအဲ့ဒီလူအနာမှာအနီးကပ်ကိုရဲ့ဝင်ထမ်းလေးတွေကိုထားပေးဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကအာဒါကတော့မြန်မာ မြန်မာပြည်ပချမ်းမှာလည်းတွေ့တော့တွေ့ရပါတယ်ပေါ့နော်နောက်တစ်ခုကဒီရွှေရောင်းတဲ့အခါမှာဆိုလို့ရှိရင်ရွှေဆိုင်နေနေနဲ့ဝင်ထမ်းဆိုလို့ရှိရင်ယောက်ျားလေးခတ်တွတ်တွတ်တွတ်လွတ်လွှို့တဲ့ယောက်ျားလေးတွေတောင်မှခန့်တဲ့နေပြီပေါ့နော်ခန့်တဲ့ရွှေဆိုင်နေတော့ရှိပါတယ်ဆိုတော့ခန့်တဲ့နေဘာဖြစ်လဲဆိုတော့အရေးအကြောင်းနဲ့ဆိုရင်လိုက်လို့မီအောင်လို့ပေါ့နော်အခုကတချို့ဆိုရင် level ဝက်ကြည့်တယ်ဝက်ကြည့်ပြီးပြေးသွားလိုက်တယ်အဲ့အဲ့လိုမျိုး time ဆိုခဏခဏဖြစ်ကြတယ်ပေါ့နော်အာ ဒီအမအေးဆိုရင်အရန်ကောမှအံ့ဩစရာကြီးပေါ့နော် သူဆိုလို့ရှိရင်သူရလက်နာမည်ကြီးတဲ့သူပုဂ္ဂိုလ်တွေကပဲလို့တည်င်းရတော့ရရပေါ့နော်သူတို့တော့မှဒီလိုမျိုးလောက်ကြရတယ်ဆိုတော့ဒါကြောင့်လည်းချမ်းသာကြတာပဲဖြစ်မှာပေါ့လေနော်โอเคဗီဒီယိုလေးရတော့ဒီလောက်ပါပဲလို့နောက်ပြည့်ကြမှာကျွန်တော်တို့ပြန်လဲဆိုပြီးကြမယ်နော်ဗီဒီယိုလေးလေးကိုကြည့်ရှုပေးသားလို့လည်းရမ်းမဲကျေးဇူးတင်ပါတယ်လို့ပြောနေအားလုံးပဲဘိုင်ဘိုင်